ကင်မရာရှိမှမသိဘဲနဲ့အကျဉ်းသားနဲ့မုစကူထူးခဲ့ကြတဲ့ရဲမီများအားလုံးပဲမင်္ဂလာပါဗကန်ထိန်နေမဲ့ channel ကနေကြိုဆိုပါရစ်ခင်ဗျားတို့ယုံကြည်လေးစားရတဲ့တရားဥပဒေစိုးမိုးရင်နဲ့ပြည်တယ်စီရင်ရေးကိုလက်ကင်ထားသူတွေကိုယ်တိုင်ကရဲစခန်းတွေနဲ့ထောင်တွေနဲ့လုံခြုံတဲ့နိုင်ငံတည်နောက်ကမှမထင်မှန်ထားစရာကိစ္စတွေကိုကျူးလွန်နေတာပါလျှော့ကင်မရာတွေကလည်းတိစာဖောက်မှုတွေနဲ့စီကံချိုးဖောက်မှုတွေကိုဖော်ထုတ်နိုင်ခဲ့ပါတယ်ဒီဇယ်လန်းတွေကအရာရှိတရားသူတို့မှတ်တမ်းတင်ခဲ့ရနေမှာမေးသွားတဲ့အခါမှာဘာတွေဖြစ်တယ်လဲဆိုတော့တက်သေးပြနေရပါနံပါတ်1 Rachel Wilson 89စက္ကန့်စွန်စားကန် Scotland HMB Edwell ထောင်ထဲကအကျဉ်းတော်ရရှိမှလေး Richard Hawk Kelvin Hawk ဆိုတဲ့အကျဉ်းသားနဲ့လျှို့ဝှက်ညီဆွနေခဲ့ပါတယ်အကျဉ်းသား Hawk ကိုယ်တိုင်ကဖုန်းနဲ့လျှို့ဝှက်ရိုက်ကူးထားတဲ့89စက္ကန့်စာအနမ်းဗီဒီယိုဟာအမှုရဲ့အဓိကသက်တည်ဖြစ်လာပါတယ် Hawk ရဲ့ရွယ်ချက်ကတော့အကျဉ်းသားတွေကြားထဲမှာဝါကြွားဖို့တဲ့တက်တက်ပါ Wilson နေနဲ့လည်းနန်းနေစေအခြေအနေမှာပဲအရေးပေါ်ခလုတ်ကိုမနှိမ့်ခဲ့တာကြောင့်ဒီဖြစ်ရမှာသူ့ရဲ့သဘောတူညီမှုအပြည့်အဝရှိတယ်ဆိုတော့ပေါ်လင်းပြီးအလုတ်ကချင်းချင်းထုတ်ပယ်ခံခဲ့ရပါတယ်တကယ်ပဲတန်ဖိုးမရှိတဲ့အနမ်းဖြစ်သွားခဲ့တာပါနံပါတ်1 Emily Davis လျှို့ဝှက်စာနဲ့ကိုဝင်တဲ့တင်းတင်းနစ်မှာရှိတဲ့ Riverbank အကျဉ်းတော်ကအသက်20နှစ်အရွယ်ရှိတဲ့အရာရှိ Emily Davis ဟာအကျဉ်းသားတဦးနဲ့စားစရာပန်းအောက်ကနေလျှို့ဝှက်လက်ရေးစာတွေလဲလဲတဲ့မြေအောက်ကွန်ရက်မှာပါဝင်ခဲ့ပါတယ်ဒီကိစ္စကိုမောင်ကိုပြည်စည်းစုံစမ်းရေးနဲ့ဖော်ထုတ်ခဲ့တာပါဖမ်းမိတဲ့လက်ရေးစာတွေမှာတော့လိန်ဆက်ဆန်နဲ့အသေးစိတ်အချက်လက်တွေအပြင်ကိုမေရှိနေတဲ့အကြောင်းမှရေးထားတာတွေ့ရလို့သူမကိုအကျဉ်းသားနဲ့လိန်ဆက်ဆန်မှုဆွဲချက်နဲ့ပဲဖမ်းဆီးခဲ့ပါတယ်သူမကအာမခံနဲ့လွတ်ခဲ့ပြီးမဲ့နောက်ပိုင်းမှာတော့ထောင်ထဲကြားမကြားကတရားစီရင်ရေးမှတ်တမ်းမှာဗရိတ်တရားစီရင်ရေးမှတ်တမ်းမှာဗဟေတိဇာတော်နဲ့ပြောက်ကွယ်နေသေးပါပဲနံပါတ်3 Charlie Denny Opinion ညနေညနေနဲ့လျှို့ဝှက်ချိန်တွေ့မှုမွန်ဂိုမရီကောင်တီထောင်ကအရာရှိအကျဉ်းသားဂျက်ကော့ပါကာနဲ့တွေ့ဖို့အတွက်အကွက်ချစီစဉ်ခဲ့ပါတယ်။သူမထောင်ထဲမှာမွေးရည်စေးပွားရှာဖွေအကြောင်းပြချက်ကိုသုံးပြီးတန်ရှင်းဝန်ထမ်းတွေကိုဖယ်ထုတ်ကပါကာကိုတန်ရှင်းအတွက်စီတင်နာဝန်ထမ်းလောက်ခိုင်းပြီး CCTV မျက်ကိုရနေရမှာလေးဝက်တွေ့ဆုံခဲ့ပါတယ်။သူတို့ရဲ့ရင်းနှီးတဲ့အသေးစိတ်ပါဝင်တဲ့ဖုန်းပြောဆိုမှုမတန်းတွေကသူမကိုဖော်ထုတ်ခဲ့ပြီးရက်တရာထောင်ထဲချမှတ်ခံခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ဒီလောက်ထိစီစဉ်ခဲ့တာတော့မှကင်မရာကမလွတ်ခဲ့ပါဘူး။နံပါတ်၄ Caitlin Gomez အနာလေးသုံးစားမှုနဲ့လူငယ်ကိုဖျားယောင်းခြင်း ဖင်လစ်ဒေတာလူငယ်ထိတ်သိမ်းစက္ကန့်ကစာချင်းခေတီကိုမက်စ်ရဲ့ကိစ္စကတော့အကာအကွယ်မဲ့လူငယ်တူဦးပေါ်မှာအလွန်ဆိုးရွားတဲ့အလွေသုံးစားမှုပါသူမဟာအသက်16နှစ်ရွယ်လူငယ်ချင်းသားရဲ့အိပ်ယာအောက်ကနေတွေ့ရှိခဲ့တဲ့ဆယ်ဆောင်သောလျှို့ဝှက်ချက်စာများကြောင့်ဖန်ခံခဲ့ရပါလိမ့်ဒီစာရိုက်ထဲမှာတော့လင်ပိုင်းဆိုင်ရာဆုံတွေ့ဖို့တဲ့စီစဉ်ထားတာတွေသူမရဲ့တပ်ပုံကိုပါအချင်းသားစက္ကန့်မှာတွေ့ရှိခဲ့ပါလိမ့်ကိုမက်စ်စာတူဦးဒီတော်တွေ့ဆုံခဲ့ပေးပင်ထားတာကိုပါကြိုးပေါက်ခဲ့ပြီးကလေးကိုစော်ကားဖို့တဲ့တိုက်တွန်းမှုဆွဲချက်နဲ့သူမလိုလိုခဲ့တဲ့ထောင်မှာပဲချုပ်ခံခဲ့ရပါလိမ့်နံပါတ်ကမယ်လစ်ဆာကော့တွင် ထောင်ထဲမှာသုံးဖွဲ့ဆိုင်ချစ်စလန်ဇေတင်ရဲ့ Silver Watch ထောင်ကအရာရှိမယ်လီဆာကော့တွင်းဟာကော်ရီလန်ဒါဆိုတဲ့အကျဉ်းသားနဲ့တလကုန်၅ကြိမ်လောက်နီးနီးဆက်ဆံခဲ့ပါတယ်။ဒါပြီသူမဟာတပုန်ကန်ခေါင်းဆောင်ဟောင်းကယ်လစ်ဗယ်ရီနဲ့လည်းတပြန်နေတဲ့တွဲခဲ့တဲ့အတွက်သုံးဖွဲ့ဆိုင်ဖြစ်ခဲ့တာပါ။ဒီကိစ္စကြောင့်မလန်ဒါဟာတက်တယ်မထွက်ဆိုနိုင်အောင်ဗလော်ရီရဲ့ဂိုင်းသားတွေရဲ့ရရဆက်ဆက်တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။လန်ဒန်ရဲ့တက်တယ်ခံချက်မရှိတာကြောင့်ကော့တွင်းဟာပြည်နယ်သေးသေးလေး၁၂လစီရင်ခံချက်နဲ့နိုင်တရာလူမှုဝန်ဆောင်မှုနဲ့လွတ်မြောက်ခဲ့ပြီး ီကနေ့မှာတော့ Instagram fitness influencer တယောက်ဖြစ်နေပုံစံပြောင်းသွားပါတယ်။ဇလန်ရဲ့ကြိုးစားကတော့အကျဉ်းသားကပဲခံနေရတာပါ။နံပါတ်6 Shannon Bergen ပြည်စည်းထိန်းကန်းထဲကချစ်ဇလန် HMB Bankington Town ထဲက Shannon Bergen ဟာ2022ခုနှစ်မှာအကျဉ်းသား Joshua နဲ့မတင်တော်တဲ့ဆက်ဆံရေးဆက်ဆံခဲ့ပါတယ်။ Mullins ကိုကြည့်ကြရသူဖြစ်တဲ့အတွက်လေသူမဟာမူလင်းစီရဲ့နေစဉ်လုပ်ငန်းတွေကိုလှုံ့မိုးခဲ့ပြီးတော့ပြည်စည်းထင်းသိမ်းခန်းထဲမှာတန်ရှေးလှုပ်ခိုင်းပြီးတော့လျှို့ဝှက်တွေ့ဆုံခဲ့ပါတယ်။သူမရဲ့လုပ်ဖို့ကံပတ်တွေကမော်လင်းစ်ကိုအမြဲတမ်းကြီးကြပ်နေတာကိုသတိပြုမိခဲ့လို့ဒီအရှုပ်တော်ပုံကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ဇက်ပြမာလာ၂၀နှစ်ရဲ့ 2022ခုနှစ်မှာစုံစမ်းရေးမှုတွေကလျှို့ဝှက်ကင်မရာတပ်ဆင်ခဲ့ရာဘဲကန်နဲ့မိုလင်းစုပြည်စည်းထင်းသေးကန်နဲ့မှာနီးနီးဆက်ဆက်တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီးလိမ်မိုက်ဆိုင်ရာလှုပ်ဆောင်မှုတွေအထိကိုပါဝင်ခဲ့တာကိုလည်းဖော်ထုတ်နိုင်ခဲ့ပါတယ်။ဘဲကန်ဟာတွေ့ဆုံချိန်တွေမှာသူမရဲ့ရေဒီယိုကိုပိတ်ထားခဲ့ပါတယ်။သူမရဲ့ဖုန်းထဲမှာလည်းမိုလင်းစရဲ့ရာဇဝမှုမှတ်တမ်းနဲ့ပုဂ္ဂိုလ်ရဲ့ဘဝအကြောင်းရှာဖွေထားတဲ့မှတ်တမ်းတွေတွေ့ရလို့အကျဉ်းသားပေါ်သူမရဲ့ဆွေးလက်မှုကိုပြသခဲ့ပါတယ်။တရားရုံးမှာသူမရဲ့ရှင်တွေကမိသားစုဖီးအားကြောင့်အားနည်းနေချိန်မှာမိုလင်းစကအမျက်ထုတ်ခဲ့တယ်လို့လည်း ခုခံချက်ခြေပွားခဲ့ပေမဲ့လည်းတရားသူကြီးကပယ်ချခဲ့ပြီးသူမဟာရွေးချယ်ရှိရှိနဲ့ဆက်ဆံရေးကိုလိုက်စားခဲ့သူဖြစ်ကြောင်းဆုံးဖြတ်ခဲ့ပါတယ်။နောက်ဆုံးမှာရောဘယ်ကန်ကယာတုဆုံးရှုံးခဲ့ပြီးထောင်ဒဏ်16လချမှတ်ခံခဲ့ရပါတယ်။နံပါတ်9 Jordan Trainer 19နှစ်သား2ဦးနဲ့ဆက်ဆံရေး Weather by လူငယ်ပြည့်မှုကျိုးလို့သူများထိန်းသိမ်းဌာနကအိမ်တော်တဲ့ ထောင်ရာရှိဂျော်ဒန်ထရိနာဟာအသက်16နှစ်အရွယ်ရှိတဲ့ကျင်းသားနဲ့ဦးနဲ့မတဲ့တော်တဲ့ဆက်ဆံရေးတွေကြောင့်အရှုပ်တော်ပုံဖြစ်ခဲ့ပါတယ်။သူမကပထမအကျဉ်းသားကိုလေဘန်းဆိုင်ရာမက်ဆေ့ချ်တွေပို့ပေးခဲ့ပြီးသူမရဲ့ညဉ့်ညံ့တဲ့ဓာတ်ပုံတွေကိုအလုံးမပုံးလေးထုတ်ကတိုက်ရိုက်ပေးခဲ့ပါတယ်။ဒါပြင်သူမဟာဖုန်းတွေအပါဝင်မောင်ကိုပစ္စည်းတွေကိုထောင်ထဲသွင်းခဲ့ပြီးနောက်ထပ်ဒုတိယအကျဉ်းသား16နှစ်နဲ့ပါသုံးကြိမ်တန်တန်ကိုတိလက်ရဆက်ဆံမှုတွေလုပ်ခဲ့ပါတယ်။အကျဉ်းသားတွေရဲ့အခန့်ကိုရှာဖွေရမှာထရိနာရဲ့ဖုန်းနံပါတ်ညဉ့်ညံ့တဲ့ဓာတ်ပုံနဲ့တရားမဝင်ဖုန်းများတွေ့ရှိခဲ့လို့အမှုပေါ်ခဲ့ပါတယ်။ သူမအကျဉ်းသားကချင်းချောက်တယ်လို့အပြည့်လဲဖို့တဲ့ကြိုးစားခဲ့ပေမဲ့လေအာယုံဆိုင်ခံခဲ့ရတာကိုသဘောကျကြောင်ဝန်ခံခဲ့ပါတယ်ထရိနာဟာထောင်ထဲဆက်ရှိလာချမှတ်ခံခဲ့ရပါတယ်နံပါတ်၈ Gamma Cat Petway ဒီနာမှုမှစော်ကားမှုစီတို့စင်ကလီးယားကောင်တီရဲ့ပြည်တယ်စီရင်အရာရှိ Gamma Cat Petway ပြည်မှုကြီးကိုကိုကျွလွန်ခဲ့တဲ့အကျဉ်းသားတို့နဲ့ပို့ကိုကြီးပါဝင်ပတ်သက်ခဲ့ပါတယ်သူမအကျဉ်းသားကိုအိမ်ထိလိုက်ပို့ပေးခြင်းနဲ့နေတဲ့စားစားခြင်းအတွင်းသူဝင်ကိုအသုံးပြုခဲ့ပေးခြင်းနဲ့အထိလုပ်ခဲ့ပါတယ်လေပိုင်းဆိုင်ရာစော်ကားမှုဆွဆွဲချက်များထုတ်ပေါ်လာပြီးတဲ့နောက်မှာစွန့်စွန့်စစ်စစ်မှုရော ်အလုပ်လုပ်ခြင်းအတွင်းမှာသူမရဲ့နေအိမ်မှာတွေ့ဆုံမှုတွေရှိခဲ့ကြောင်းဖော်ထုတ်နိုင်ခဲ့ပါတယ်။သူဟာအလုပ်ကနေထုတ်ပယ်ခံခဲ့ရပြီးဒုတိယအဆင့်ရာသီမှုဆိုင်ရာလေးမိုင်းဆိုင်ရာပြုတ်မှုကျင့်ကြံမှုနဲ့ဆွဲချက်တင်ခံခဲ့ရပါတယ်။သူမဟာအလျှော့ပေးစင်ရဲ့ကျန်တဲ့ထောင်တန်းဆယ်လချခံခဲ့ရပြီးဒီဆက်ဆံရေးကိုသူမရဲ့ဘဝမှာကြီးမားဆုံးနောက်ထပ်လို့ပြောခဲ့ပါတယ်။နံပါတ်9ခိုဝါနာဂျန်ကင်းစ်ကင်မရာမှာမိသွားတဲ့ညဉ့်ညံ့မှု Velda County ထောင်ကထိမ့်သိမ်းရဲ့အရာရှိခိုဝါနာဂျန်ကင်းစ်ရဲ့အရှုပ်တော်ပုံကအစိုးဆုံးမှာပဲပုံမှန်ရှာဖွေမှုတစ်ခုတည်းမှာတွေ့ရှိခဲ့တဲ့တရားမဝင် mobile phone ထဲမှာရေကင်စာသူမရဲ့ ယူနီဖောင်းနဲ့ရုံခန်းထဲမှာထိုင်နေရင်အကျဉ်းသားတဦးရဲ့လက်ချောင်းနဲ့မဖွဲမရပြုတ်လုံနေတဲ့ညဉ့်ညမ်းဗီဒီယိုကိုတွေ့ရှိခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုရကြဲခင်းစာအကျဉ်းသားနဲ့ရေရှည်ဆက်ဆံရေးရှိခဲ့ပြီးခက်တီးယားမျက်မှောက်လိုဈေးကြီးတဲ့လက်ဆောင်တွေပေးကမ်းခဲ့ကြောင်းကိုလည်းသိရပါတယ်။ဒီဗီဒီယိုကြောင့်သူမဟာအလုပ်ထုတ်ခံခဲ့ရပြီးတော့အကျဉ်းသားနဲ့မလျော်ကန်တဲ့လိမ်မိုင်းဆိုင်ရာဆက်သွယ်မှုကျန်းတဲ့စာကိုချိုးဖောက်မှုနဲ့မောင်ကိုပြစီတွေကိုတွန်းယူမှုစတဲ့ရာဇဝမှုတွေနဲ့ဆွဲချက်တင်ခံခဲ့ရပါတယ်။နံပါတ်30 Emery Weller ယုံကြည်မှုမှတက်စာဖောက်မှုစီတို့ ဖီနီမြေမှာရှိတဲ့လူငယ်ထိန်းသိမ်းဌာနကအသက်25နှစ်အရွယ်ရှိတဲ့ထိန်းသိမ်းအရာရှိ Emory Weller ရဲ့အရှုပ်တော်ပေါ်မှာတတိရှိတဲ့လောဘကံပတ်တူကဝယ်လာနဲ့ထောင်းထွက်ဟောင်းဆက်ရှိနေအကြကညဉ့်ညမ်းတဲ့ Snapchat message တွေကိုတွေ့ရှိရကနေအမှုပေါ်ခဲ့ပါတယ်။စုံစမ်းစစ်ဆေးရမှာလူငယ်ကဝယ်လာနဲ့လေပိုင်းဆိုင်ရာဆက်ဆံမှုရှိခဲ့ကြောင်းဝန်ခံခဲ့တယ်လို့သူ့ရဲ့ဖုန်းထဲမှာလည်းဝယ်လာရဲ့ကော်လုံးဒီတက်ပေါ်နဲ့ဗီဒီယိုများကိုတွေ့ရှိခဲ့ပါတယ်။စစ်ဆေးမင်းမြတ်နေစဉ်အတွက်မှာဝယ်လာက Apple Watch ကိုအသုံးပြုပြီးတက်တည်ဖြည့်ဆည်းဖို့ကြိုးစားခဲ့တာကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့သူမဟာအကျဉ်းသားနဲ့လေပိုင်းဆိုင်ရာဆက်ဆံခဲ့ကြောင်းဝန်ခံခဲ့ပြီးတရားမွေလေပိုင်းဆိုင်ရာပြုမှုကျင့်ကြံမှုမောင်ကိုပြည်စည်းတရားပို့ဆောင်မှုနဲ့တတိယကံပြည်စည်းဖြည့်ဆည်းမှုစတဲ့စွဲချက်တွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ Negationable Ohio ပြည်နယ်ကလျှို့ဝှက်ဗီဒီယိုများ Ohio ပြည်နယ်ပက်လာကောင်တီထောက်ကအရာရှိ Negationable ဟာသူမကြီးကြပ်ရတဲ့အကျဉ်းသားတို့အုပ်နဲ့ထောင်းတွင်းမှာလျှို့ဝှက်တူဆောင်ခဲ့ပြီးတော့လေပိုင်းဆိုင်ရာဆက်ဆံမှုများပြုလုပ်ခဲ့ပါတယ်။ဒီလိုရက်တွေကိုထောင်းတွင်းကလျှို့ဝှက်ကင်မရာတွေကမှန်တမ်းတင်ခဲ့ပါတယ်။ဒီဝေဟာမိုဘိုင်းဖုန်းရဲ့ Alias Secret တို့လိုတိုင်းမြစ်ပစ္စည်းတွေကိုထောင်ထဲကိုမောင်းကိုသွင်းခဲ့ပါတယ်။သူမရဲ့ ုံမှန်မဟုတ်တဲ့အပြုအမူကြောင့်ပဲစုံစမ်းစစ်ဆေးမှုတွေဖြစ်လာပြီးနောက်ဆုံးမှာတော့သူမဟာလေပိုင်းဆိုင်ရာစော်ကားမှုနဲ့အဖမ်းခံခဲ့ရတာထောင်ထဲနဲ့နဲ့ကြာခံခဲ့ရပါတယ်။သူမဟာကိုယ်တိုင်စောင့်ကြည့်ရတဲ့ထောင်ထဲမှာပဲပြန်လည်အကျဉ်းချခံခဲ့ရတာပါ။နံပါတ်7 Jennifer Gavin HMB Barwin ထောင်ထဲကလေပြောင်းမှုကွန်ရက်ညွေမရဲ့ဖြစ်ရပြီးမှာတော့ HMB Barwin ထောင်ထဲကအသက်29နှစ်အရွယ်ရှိတဲ့အရာရှိ Jennifer Gavin ဟာလေပြောင်းမှုကွန်ရက်ထဲကိုရောက်ရှိလာပါတယ်။သူမရဲ့ဇလက်ကအားနည်းချက်လေပြောင်းမှုနဲ့ယုံကြည်မှုပြည့်စုံမှုတွေကိုဖော်ပြနေပါတယ်။အသက်29နှစ်အရွယ်အရာရှိရဲ့ဘဝဟာအပြီးပါပြောင်းလဲခဲ့ပါတယ်။ ခြေသူနယ်ပြည်ဆေးထားလို့စိတ်ပိုင်းဆိုင်ရာအားနည်းနေတဲ့သူမဟာမူရစီဓမြတိုင်မှုနဲ့ဓမြတိုင်ရဲ့ကျူပတ်မှုတို့ကြောင့်ထောင်ချနေတဲ့အသက်၂၀အရွယ်အကျဉ်းသား Alex Croxan ရဲ့အကွက်ကျဖျားယောက်မှုကိုခံခဲ့ရပါတယ်။ Croxan ဟာထောင်ကလွပြီးရင်တော့ပြောရွှေစရာဘဝတစ်ခုကိုတီးဆောက်မယ်လို့ကတိပေးပြီးကဖေးကိုစီးယုံခဲ့ပါတယ်။ Croxan ဟာကဖေးကိုဒေါ်လာ၁၅၀လောက်လက်ထုပ်ပြီးမိုဘိုင်းဖုန်းတစ်လုံးကိုထောင်ထဲခိုးသွင်းခံခဲ့ပါတယ်။ဒီဖုန်းကသူတို့အလုပ်ချိန်ပြပမှာဆက်သွယ်တဲ့အဓိကကရိယာဖြစ်လာပြီးကဖေးဟာ Snapchat ကနေလေးပိုင်းဆိုင်ရာတက်ပုံတွေကိုမျှဝေခဲ့ပါတယ်။အစိုးဆုံးကတော့သူမဟာတာဝန်ထမ်းဆောင်နေစမှာခက်ဆက်ကိုနန်းခဲ့တာပါ။ အခန်းကိုပုံမှန်စစ်ဆေးနေစဉ်မှာခေါက်ဆန်ရဲ့ဖုန်းကိုတွေ့ရှိခဲ့ပြီးဂဗင်ရဲ့ညဉ့်ညက်တဲ့ပုံနဲ့ဖော်ထုတ်ခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုတွေကခေါက်ဆန်ရဲ့မိသားစုဝင်တွေကဂဗင်ကိုငွေလဲပေးခဲ့တဲ့ဗန်စင်းမှတ်တမ်းတွေကိုပါတွေ့ရှိခဲ့ပါတယ်။ကာကွယ်တဲ့အနေနဲ့ဂဗီကကိုဖိယောဂါကြောင့်အကျဉ်းသားတွေနဲ့ဧည့်သည်တွေ့ဆုံခဲ့ပြေပင်ထားရခြင်းနဲ့အကျဉ်းသား80ကျော်ကိုတူဦးတဲ့ကြီးကျယ်ရတဲ့ PR တွေကြောင့်သူမရဲ့စိတ်ပန်းဆိုင်ရာအားနည်းခြင်းနဲ့ပေါင်းဆက်ပြီးအမလိုမိခဲ့ကြောင်းပြောခဲ့ပါတယ်။တရားရုံးကသူမရဲ့အပြစ်ကင်းတဲ့နောက်ကြောင်းကိုအတိအမှတ်ပြုခဲ့ပြီးမြေထောင်ထဲရှင်းလာချမှတ်ခဲ့ပြီးခုတ်စင်ကိုလည်းအပိုလေးလာထပ်ထိုးချလိုက်ပါတယ်။အဆုံးထိကြီးရှုပြီးလို့ကျေးဇူးတင်ပါတယ်။